inga ni nyaga izwe taile yende zidi gaza neza nishi izwe yuatu yo aniru yu mbotosa bhoon che cha kedi izwe kagoyita pwe IDF ga lagondi <laughs> nipi nya bain sanya pya na tuku jom pshike jom cho cha kedi bhoon di gaza ma na maikyan wido niji zat kibat aniru yu chayau kedi IDF ga gaza kemno di da ma ta wong tansan bo tuani re taile yende zidi ga ni kenyan mi cha tuku pyo cha ke ware nipi nya bain sanya pya na jau နေရစအနည်းရှိအဖင့်ဧရိယာမှာစတင်ခဲ့ရပါတယ်လို့ပြောပါတယ်။ဘာဘုံမျိုးစားလဲဆိုတာကိုတော့မပြောခဲ့ပါဘူး။သူတို့ဘာဆက်ပြောလဲဆိုတော့ဂျေဇုတင်ရမယ်ဘယ်သူမှမတိခိုက်ခဲ့ဘူးအခု idea ကဘာဒီမားနေလဲဆိုတာကိုစစ်စစ်နေပါတယ်လို့ပြောပါတယ်။ဘုံကကပရဲ့လက်ခွင်းများမှာကြောက်ခဲ့သည်ဟုဒေတာဘိုင်းဆိုင်ရာပြောရေးဆိုရင်းစီတူကပြောကြားခဲ့ပါတယ်အခုအခါအဆိုပါကြေးရွာကစစ်တမ်းနဲ့ပူးပေါင်းဆောင်ရွက်နေပြီးအပြည့်အစုံစုံစမ်းစစ်ဆေးရာမျှော်လင့်ထားပါတယ် နေရစ်ကီပက်မှာနေထိုင်တဲ့သူ950ခန်းရှိပါတယ်၎င်းက2023ခုနှစ်အော်တိုဘာလ9ရက်နေ့မှာဟာမတ်စ်တို့ရဲ့တက်ခတ်ခဲ့သောရွာများထဲမှတခုဖြစ်ပါတယ်ဖေဖော်ဝါရီလအထိလူတဝက်ခန့်ကဒိုနီယောပြန်သွားကြပြီဖြစ်ပါတယ်ဒီကဲ့သို့သောအမားများကအလွန်ရှားပါတော့လဲရခင်ကလည်းဖြစ်ခဲ့ဘူးပါတယ်2024ခုနှစ်မေလမှာအခြားအစ္စရေဂျက်လီရင်ကအနီးနားမှာရှိတဲ့ရိတ်တဲရွာကိုမာရွင်ဘုံကျဲတက်ခဲ့ဘူးပါတယ်အဲ့ဒီဘုံကမပေါက် ကွယ်သေးပဲနဲ့စစ်တပ်ကလုံခြုံတဲ့နေရာကိုပြန်သိမ်းသွားခဲ့ပါတယ်။ဒလားကြမှာဂါဇာကမ်းမဘက်ကိုပြစ်မှတ်ထားတဲ့တင့်ကားဂျီဒစီကနေဆာချန်စီယိုကြီးကိုကြောက်ခဲ့ပါတယ်။အီဇွေတောင်ပိုင်းမှာဂါဒစီကိုဂျီဇန်တွေနဲ့တိုက်ခိုက်ပြီးတော့ပျက်စီးခဲ့တာခက်ပူပါတယ်။